အားလုံးပဲမင်္ဂလာပါ IMH Language School ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီချက်ဖူပါဒီနေ့ကတော့ဒီချက်ရဲ့ English Level 1 Grammar Video Course အကြောင်းကိုဒီချက်ကနေပြီးတော့ရှင်းပြပေးသွားမှာမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီချက်ကတော့ဒီ Video Course လေးရဲ့ Course Instructor ဒီချက်ဖူဖြစ်ပါတယ်ဒီချက်နာမည်အပြည့်ဆုံးကတော့ပြဖူမော်ပါ Okay ဒါဆိုရင်အခုဒီချက်ကိုစာလိုက်အောင်မနော် Level 1 Level 1ကဘာလဲဆိုရင် beginner level ဖြစ်တယ် A1 သူကနေပြီးတော့ zero a1 a2 b1 b2 ဆက်သွားမယ်ပေါ့နော်အဲ့တော့ဒါတွေကဘာလဲဆိုလို့ရှိရင် cefr levels ဒီပေါ့နော်အဲ့တော့ cefr ရဲ့အရှိကောက်ကတော့ common european framework of reference for languages ပေါ့နော်။ Okay ဒီဥရောပသုံးဘာသာစကားတွေအတွက်ကို EU ရအနေနဲ့သတ်မှတ်ပေးထားတယ် officially သတ်မှတ်ပေးထားတဲ့ကျွမ်းကျင်မှု level ကြီးဖြစ်တယ်ပေါ့နော်။ Okay အဲ့တော့ CEFR level မှာဆိုရင်ဒီကျတော့ A1 ကနေပြီးတော့ A1 A2 B1 B2 C1 ပြီးတော့ C2 ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ A1 ကတော့ဒါဒီ beginner level ဖြစ်တယ်တပြည့်ပြည့်နဲ့ C2 ကတော့ proficient သူကတော့တချို့သော website တွေမှာဆိုလို့ရှိရင်လေဒီဟာကို mastery level ဆိုပြီးတော့ဖော်ပြထားတာရှိတယ်ပေါ့နော် okay အဲ့တော့လုံးဝ native never native တယောက် never ပေါ့နော် okay ပြောင်းကျင်နေဆိုလို့ရှိရင်ဒါ C2 level ပေါ့နော် okay အဲ့တော့ကျွန်တော်ရဲ့ဒီမှာကြည့်ပြထားတယ်လို့မျိုးပဲကျွန်တော်ဒီ video course မှာ level B တခုတခုပြီးတခုတက်သွားလို့ရတယ်1ကနေပြီးတော့5 ठी အဲ့တော့ A1 group A1 to B1 ကို level 5ကိုခွဲပြီး လောက်ထားပြီးရောเนาะဒါဆိုရင်ဒီတို့ level 1သင်ခန်းစာတွေမှာပါရပါမလဲပေါ့เนาะအဲ့တော့ဒီတို့နှစ်ပိုင်းခွဲထားပါတယ် grammar and function ပေါ့เนาะဒီ video course တွေဒီ grammar တခုရဲ့ဝယ်တည်တာ focus လုပ်ပါမှာမဟုတ်ဘူးဒီတို့ဒီ grammar တွေကိုသုံးပြီးတော့ဘယ်လိုမျိုးအာလက်တွေ့အသုံးနေမှာအသုံးချသွားမလဲ okay သင်ထားတဲ့ tense တွေသင်ထားတဲ့ rules တွေကိုဘယ်လိုစကားပြောတွေမှာအသုံးချသွားမလဲပေါ့เนาะအဲ့ဒါလေးကိုအာပါတွဲပြီးတော့လေ့လာကြမှာပေါ့เนาะအဲ့တော့စုစုပေါင်းက grammar ကတော့အများဆုံးပါမယ်။24ခုရှိတယ်။ပြီးတော့အသုံးပြုပုံပေါ့နော်။ဥပမာ how to order in a cafe, how to shop for clothes အဲ့ဒါဖြင့်အာကိုသုံးလို့ရမယ့် functions လေးတွေကလည်း lesson 6ခုပါမယ်နော်။စုစုပေါင်းတချို့ရော lesson video 32ခုအာပါဝင်ပါမယ်။ Okay. အာစုစုပေါင်းတချို့ရော lesson video 32ခုပါမယ်။ Okay. နောက်ပြီးတော့ task ကလည်းတချို့နှစ်ခုထည့်ထားပြီးတယ်။အဲ့တော့ ဗီဒီယိုဗီဒီယိုလေးကြည့်မယ်စာရေးလုပ်မယ်ပြီးလို့ရှိရင် test တီးတဲ့တခါတည်းဖြစ်မယ်ပေါ့နော်ခုကတော့ဗီဒီယိုတစ်ခုစီဒီ10မိနစ်ကနေပြီးတော့18မိနစ်ထိကြာမယ်ပေါ့နော်တချို့ဗီဒီယိုတွေက7မိနစ်3မိနစ်တချို့ကြာလဲ16မိနစ်18မိနစ်ပေါ့နော်ဒါပေမဲ့အဲဝင်ကျင်မယ်ပေါ့နော်အဲ့တော့ okay ဒါကတော့တချို့တို့ lesson 32ခုမှာပါမယ်အကြောင်းအရာတွေပေါ့နော်ခုနကပြောတဲ့ function ပေါ့နော် function ဆိုလို့ရှိရင်ဒီလိုမျိုးကျေစောင်းမိရတဲ့ဟာလေးပေါ့နော်ဘယ်လိုမျိုးလိုမျိုးလေးပြီးမယ်ပြီးမယ်ပြီးတော့ conversation တွေဘယ်လိုမျိုးလုပ်မလဲ okay ပြီးတော့မေကွန်း တိဆောက်တဲ့ဟာရှိတယ်ပြီးအခြေခံကောက်ကောက်ပိုင်မှုအတွက်လိုအပ်တဲ့ singular noun နဲ့ plural noun နဲ့ကိုယ်ကိုယ်ပြပြတီးဖို့ဒါလေးတချို့ပါတယ်ဗောနော်အာ possessive ဖြစ်ပြီးတော့ကိုယ်ခြေချောင်းမခြေချောင်းတွေဖော်ပြတဲ့ဟာတွေ adverbs of frequency အကြောင်းတွေပြီးလို့ရှိရင် okay အာတို့ have we test တခုဗောနော်ဒီ what lesson 1 to 16ဒီ test တခုဖြေရမယ်ပြီးတော့17ဆက်သွားမယ်ဗောနော်အဲ့မှာပို့ပြီးတော့တချို့ lesson လေးတွေကပို့ပြီးတော့အာ နက်နဲလာမယ်ဒီ beginner level တွေကစပြီးတော့စာကြောင်းတွေကောင်းကောင်းတိစောက်တတ်ဖို့ရယ် communication မှာသဘောဝကြကြလေးပြောနိုင်ဖို့ရယ်ပေါ့နော်ဒါမျိုးလေးတွေအတွက်ထည့်သွင်းထားတဲ့သင်ခန်းစာတွေပေါ့နော် okay တတိယပြီးရင်တော့ကျွန်တော်တို့ course and test ဖြီးမယ်ပေါ့နော် okay alright ဖြီးပြီး test 1ကို test 2ကနှစ်ခုလုံးအဖြီးပြီးရတယ်တခါတယ်ကိုအမှတ်ဘယ်လောက်ရလဲတန်းသိရမှာပေါ့နော် Benestine ကတော့ self pace ပဲအဲ့ဒါကတော့ ကိုရဲ့နှုံထားနေပဲကိုပေါ့နော်ကိုတနေ့ကို7မိနစ်စာလုံးမလား9မိနစ်စာလုံးမလားဗီဒီယိုနှစ်ပုတ်ကြည့်မလားတစ်ပုတ်ကြည့်မလားဒါကိုပဲဆိုကိုကြိုက်တယ်လို့လုပ်လို့ရတယ်ရေရိုဗီဒီယို course ကတော့တခါအဲဗီဒီယို course ကိုဝယ်ပြီးသွားပြီဆိုတာနဲ့တက်တက်တာကြည့်လို့ရမယ်ပေါ့နော် lifetime access ပေးထားပါတယ်နောက်တစ်ခုကတော့ live လုပ်ရမယ့်ပုံစံကြီးကတော့ဒီလို video lesson ကြီးကြည့်မယ်ဒီ channel တို့လေ့ကျင့်ခန်းလေးလိုက်လုပ်မယ်အဲ့တော့ video တိုင်း video တိုင်းမှာ ရေရှင်းပြပေးထားတဲ့ဟာတွေဥပမာပေးထားတဲ့โอเคပြီးတော့ exercise ကလေးတွေပါတယ် exercise တွေကိုဒီချိန်နဲ့အတူတခါရဲ့ live လုပ်ပေါ့နော်ဟိုမှာ video တိုင်းမှာဒီချိန်ကအာ okay ဒါကိုအရင်ဆုံးကိုယ့်ဘက်ကိုလုပ်ပါပြီးမှဒီချိန်နဲ့ဖြည့်လိုက်ပါဆိုလို့ရှင် video လေးကိုရထားမယ်ပြီးတော့မှဒီချိန်အဖြေပြောတဲ့ဟာလေးတွေနဲ့ live ပြီးတော့ check လုပ်ကြည့်မယ်ပေါ့နော်ဒီချိန်ပြောတဲ့ဟာကြီးပဲတခြားလိုက်နာမထောင်နဲ့ okay နော် right နားထောင်မယ် exercise လုပ်မယ်အဲ့လိုမျိုးတော့နောက်တစ်ခုကတော့ဒါဒီဒီချိန်ဒီဒီ video course ကိုတက်တဲ့သူတွေအတွက်ကို စီစဉ်ပေးထားတဲ့ဟာလေးပေါ့နော်အဲ့ဒါကတော့ဘာလို့ရမလဲဆိုရင်ရုပ် lesson တိုင်း lesson တိုင်းမှာအင်စာထပ်ပေးရမယ်โอเคဒါမလုပ်လဲရလားဆိုတော့ရတယ်ခင်ဗျာမရှိဘူးโอเคဒါပေမဲ့လုပ်ရင်တော့ကိုယ့်အတွက်ပို့ပြီးအကျိုးရှိမယ်ပေါ့နော်အဲ့တော့ရုပ်ဘာလို့ရမလဲဆိုရင်အင်စာလေးတွေထပ်မယ်ပြီးတော့တစ်ချက်စီက feedback ပြန်တောင်းပေါ့နော်โอเคအင်စာတွေကတော့ဒီချက်အာအခုအကျရော grammar သင်ခန်းစာဆိုပေမဲ့ grammar နဲ့တူတူ speaking ကိုလည်းပို့ပြီးတော့အာ တိုးတက်သွားအောင်ဒီချိန်နေနဲ့အင်စာပေးရဲ့ပုံစံမျိုးဘယ်လိုလုပ်ထားလဲဆိုရင်အဲ grammar lesson တစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာအဲ့ဒီမှာပါတဲ့ dialogue တွေဒါမှမဟုတ်အဲ့ဒီမှာပါတဲ့ exercise တွေ ya sentence တွေကိုအတန်တွက်ပြီးတော့ဒီချိန်ကိုအတန်သွင်းပြီးတော့ပို့ပေးရမယ်ပေါ့နော် Telegram ကနေပြီးတော့ဒီချိန်ကဒီချိန်ကအရာကိုနားထောင်မယ်အဲ့တော့အာ exercise တွေကအကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင့်အပြေမှန်တွေကိုပဲဒီချိန်ကိုအာပြောပြီးတော့ ပို့ပေးရမယ်ပေါ့နော်ပုံမှန်ဒါကတော့ဒီသင်ခန်းစာမှာ because i 1 because i 1က dialogue deal အတန်းသွင်းပြီးပို့ပေးပါဆိုလို့ရှင်အမှားအဖြေမှန်လေးတစ်ခါထည့်မယ်ပြီးတော့အဖြေမှန်လေးပါတဲ့ဟာကိုကြည့်ပြီးတော့အတန်းထွက်ပြီးတော့အတန်းသွင်းပြီးတော့ပို့ပေးရမယ်ဒီရင်ပြင်ဒီရင်အဲ့ဒါကိုပြင်နှားထောင်းပေးမယ်ပြီးတော့ okay ဘယ်နဲ့မှာတော့ဘယ်လိုမျိုးလေးအတန်းထွက်တင်နေ ်ဘယ်နဲ့မှာတော့ပါလိပို့ပြီးတော့လုပ်တင်နေပဲအဖြစ်ကတော့မားနေစသဖြင့်ဒီရဲ့ feedback ပြန်ပေးပြီးမယ်ပေါ့နော်အဲ့တော့ဒီဒီအခြေအင်စာပေးရဲ့ feedback ပြီးတယ်ဆိုတဲ့ဟာကျတော့ဒီနှစ်လပေါ့နော်နှစ်လအတွင်းကျတို့ဒီ video course ကိုစပြီးတော့တက်တယ်တက်ပြီးတော့အဒီအချိန်ကနေစပြီးတော့နောက်နှစ်လပေါ့နော်အဲ့နှစ်လအတွင်းကိုဒီရဲ့စီကလည်းမျိုး feedback လေးယူလို့ရတယ်ဖြစ်နော်ဟုတ်ပြီဒါကတော့ဒီရဲ့ suggest suggestion ဖြစ်ပါတယ်ဗီဒီယိုကစုစုပေါင်း32ခုရှိရယ် test ကနှစ်ခုရှိရယ်ဆိုတော့ကြောင့်ထားပါတော့အာ lesson ဒီ34ခုရှိလို့သဘောထားလိုက်ဒီပေါ့တလားနဲ့တပတ်ဆိုရင်ဒီ course တစ်ခုလုံးပြီးတယ် level တစ်ခုပြီးရယ်ပေါ့နော် okay အဲ့လိုမဟုတ်ဘူးကွာအချိန်မရဘူးအာတပတ်နေမှာအာဒီပုတ်လောက်ပဲကြီးနေတယ်ဆိုလို့ရှိရင်လည်းရတယ်အဲ့တော့ဒီကကတော့ဒီချိန်ဘက်က feedback ပြန်ပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီဒီနှစ်လအတွင်းကိုဝင်အောင်လေးတစ်ပတ်ကိုလေးပုတ်လောက်တော့ ြည်နိုင်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနှလားအတွင်းမှာသင်ခန်းစာရေးလည်းပြီးမယ်ဟိုလည်း anxiety လည်းလုတ်ဖြစ်မယ်ပြီးဒီချက်စီက feedback လည်းရမယ်ဆောင်ဝဲလည်းတစ်ခါလည်းဖြစ်မယ်မနေ့နှလားအတွင်းပြီးရမယ်မဟုတ်ဒါပေမဲ့ဟိုနှလားအတွင်းပြီးရင်တော့ကိုယ်တက်ပို့ပြီးတော့အကျိုးရှိမယ်ပေါ့နော် project ရဲ့ english grammar level 1 video course ကိုတက်တဲ့သူတွေမြင်ရမယ့်ပုံစံလေးပေါ့နော် laptop ကတင်တင်အဖုန်းနဲ့ပဲတင်တင်ရတယ်ဖုန်းနဲ့တင်ရင်တော့ဒီလိုမျိုးလေးဖုန်း ဆောင်းပြီးတော့ကြည့်ပေးပါတော့โอเคဒီချာလေးကြည့်အောင်ပြီးတော့ zoom နေပါတယ်လဲဆွဲကြည့်လို့ရတယ်โอเคဒီချာတော့ခု laptop နဲ့ဆိုတော့ laptop နဲ့ပဲဖြာပြီးလိုက်ပြီပေါ့နော်အဲ့တော့အာဒီမှာโอเคအဲ့တော့ဒီမှာဆိုရင်ဒီတို့အာ topic လေးတွေခွဲထားပြီးတယ်โอเคဘာတွေရှိမလဲဆိုရင်ဒီ tier course ကို mix up ပေးထားတဲ့ဟာပြီးတော့ lesson 1 to 16ကို part 1ဆိုပြီး tier ခွဲထားပြီးတယ်နောက်တစ်ခုကကြတော့အာပြီးရင် mid mid course test ရှိမယ်ပြီးရင်နောက်တစ်ခုဒါ lesson part two live, bono lesson seventy ane tadi duri pin and course me. Kalau aku tu niara pengusaha ni, bono. Tapi kau jenis itu nak tahu me, nak tahu video sih, ama exercise di sih me, homework di sih me, berkolong di sih terah bija, Okay. Okay, bye. That's solution of the area level one grammar video course go. Make sure you are at level five. Hello, my name is Melanie Lemare. For the video, please do visit me. Lesson one, Sabio. Till I will be. Thank you for watching, and I will see you in class. Bye bye.